ချမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ထင်းကျုံနေမြေအိန္ဒိယနိုင်ငံအပေါ်ဝင်ဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာလူမှုအတိုင်းအဝိုင်းအကျိုးစီးပွားတွေကိုထိခိုက်စေတဲ့ online ငွေကြေးလည်လည်မှုတွေကြားဖြတ်လုပ်ငန်းတွေမရှိစေဖို့အထူးကြက်မှတ်ဆောင်ရွက်သွားမယ်လို့ SSPP SSA ကဒီနေ့ November 14ရက်မှာထုတ်ပြန်ပါတယ်။ SSPP SSA ဌာနချုပ်ဝန်ဟိုင်းမှာ November 1ဒုတိယပတ်အတွင်းကျင်းပခဲ့တဲ့ပြည်စမအကြိမ်မြောက်ပါတီကွန်ဂရက်အပီကြေညာချက်မှာအခုလိုထုတ်ပြန်ခဲ့တာပါ။ SFPP ဟာထိန်းချုပ်နေမြေအတွင်းကကြားဖြတ်ငွေလင်ကိုင်းအချို့ကိုဝယ်ရောက်စီးနေပြီးတရုတ်နိုင်ငံသားတချို့နဲ့ပစ္စည်းတွေသိမ်းဆည်းတာတွေလုဆောင်ခဲ့ကြောင်းဖော်ပြထားပါတယ်။အခုနစ်ဆန်ပိုင်းကမိုင်းရှူးမြို့နယ်ကကြားဖြတ်ငွေလင်ကိုင်းကိုဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးမယ်လို့အတည်ပြုခဲ့တာပါ။၂024နှစ်ကောင်ပိုင်းတုန်းကလည်းနမ်ခမ်းမြို့နယ်ကဖမ်းမိတဲ့တရုတ်နိုင်ငံသား88ယောက်ကိုတရုတ်အစိုးရစီ SFPP ကလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ WTSA မိုင်းလာ NDA SLPP ဂိုကန်တက်နဲ့တအန်းတက်တို့ဟာသူတို့ထိန်းချုပ်နေမြေအတွင်းကဂျားဖြန့်ငွေလင်ကန်းတွေကိုဖမ်းဆီးတာဂျားဖြန့်လုပ်ငန်းကတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီ လွှဲပြောင်းပေးတာတွေကိုသတင်းထုတ်ပြန်ပြသလေရှိပါတယ် SLPP ရဲ့အခုကြေညာချက်မှာတော့ငွေစေဝါကင်းစင်ပပျောက်ရေးကိုလည်းအထူးချက်မှတ်မယ်လို့ဖော်ပြထားပြီးပါတီကွန်ဂရက်ကချမှတ်တဲ့အဆုံးပြတ်ချက်တွေကိုပါတီဝင်တွေတသွေးမသိလိုက်နာဆောင်ရွက်သွားဖို့ဖော်ပြပါတယ်။ဒါ့အပြင်ဒန်းတူရေးနဲ့ ကိုပိုင်ပြထန်းခွင့်ကိုအာမခံတဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်လည်းနိုင်ငံရေးယူမှန်းချက်နဲ့နိုင်ငံရေးရည်တည်ချက်ချင်းတူညီတဲ့ပါတီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ SSPP ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံနေတဲ့ရန်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့စစ်တပ်အာနာသိန်းပြည်နောက်ပိုင်းစစ်ကောင်စီတပ်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလောက်နှဲပါခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာ SSPP တပ်ဖွဲ့ကိုမွေရစေဝါနဲ့ပတ်သက်ကြောင်းဆွဆဲမှုတွေပြုလုပ်လေရှိတယ်လို့ SSPP ကလည်းမွေရစေဝါနဲ့မပတ်သက်ကြောင်း SSPP ကိုနိုင်ငံရေးခုံတိုက်ခါကြစေဖို့စစ်ကောင်စီကဆွဆဲချမ်းသာဖြစ်ကြောင်းရှင်းလင်းထုတ်ပြန်ထားပါရှင်။